အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတင်ဆက်မယ့်အကြောင်းအရာလေးကတော့ဗုဒ္ဓဟူးသတ္တမိများအတွက်2025မေလ9လပိုင်းတလစာအထူးဟောဇရံပဲဖြစ်ပါတယ်ဒီဟောဇရံကြီးကိုတော့မန္တလေးမြို့မှာဆရာကြီးမင်းသူရကိုရိုင်းတွက်ချက်ဟောပြောထားတာဖြစ်ပါတယ်ဒီမေလမှာဆိုရင်ဗုဒ္ဓဟူးသတ္တမိများဟာမမြင်ဘူးမမှတ်ဘူးသောယဟန္တာများအိမ်မှာကြွလာရင် အလိုဒါနပြုလုပ်ပေးပါဒီလဟာဆိုရင် ဘသူကိုမှအာမကိုပဲကိုပိုင်ဆုံးဖြတ်ခြင်းနဲ့ရဲရဲလှုံ့ဆောင်ရမယ့်လာဖြစ်ပါတယ်အခက်ခဲတွေရှိလာရင်သေချာရင်ဆိုင်ဖြေရှင်းပါစိတ်ကူးသည့်အကြံသင်များပေါ်ပါလိမ့်မယ်အလှူဒန်းကိစ္စများပြုလို့ရတတ်တယ်ဗုဒ္ဓဦးနံနဲ့ပတ်သက်ပြီးအကျိုးခံစားရမယ်ရွှေငွေလှဲလူဝင်လာတတ်ပါတယ်အကောင်ဆိုးတွင်တွဲလျက်ရှိတယ်ပျော်ပျော်ပါပါဖျားဖို့တွားရလိမ့်မယ်လူချစ်လူခင်ပေါ်များမယ်မိမိအနေနဲ့ရစရာရှိတဲ့အကျွေးတွေပြန်ရပါလိမ့်မယ် နေရထာနာပြောင်းလဲလောက်ကံရခြင်းများရှိလာတတ်တယ်။အဲ့လိုပြောင်းလဲခြင်းကကောင်းသောပြောင်းလဲခြင်းတွေ ဖြစ်လာပါလိမ့်မယ်။တောက်ကြနန်း၊ကြာတာရိနန်တို့နဲ့တွဲပြီးလုပ်ငန်းလှုပ်ဆောင်ခြင်းအကျိုးပေးပါလိမ့်မယ်။မိမိနေအိမ်ကိုမြောက်ဖက်မှလူဝင်လူထွက်သတိပြုပါ။ဂရိမတီးတဲ့သူတွေကြောင့်မျက်နှာပြက်စရာ၊စိတ်အနှောင့်ယှက်စရာတွေကြုံရပါလိမ့်မယ်။စီဝါရေးအနေနဲ့ကတော့အတွေ့အကြုံသင်များနဲ့စိတ်ကူးကောင်းတွေများစွာ ပေါ်ပါလိမ့်မယ်။ဆက်ပစ္စည်းရောင်းဝယ်ခြင်း၊ကြောင်းမြေရနာရောင်းဝယ်ခြင်း၊တရိတ်ဆန်ရောင်းဝယ်ခြင်း၊မော်တော်ယာဉ်ရောင်းချခြင်း ။ဝင်လိုက်အယောင်းဝယ်များအကျိုးရလတ်များရရှိပါလိမ့်မယ်။မိတ်ဆွေတင်များနဲ့အစုရှယ်ယာဝင်ခြင်းများယင်းပစ္စည်းရောင်းဝယ်ခြင်းအစုရှယ်ယာဝင်လုပ်ငန်းအိမ်ဆောက်ပစ္စည်းနဲ့ဖုံးဆက်ပစ္စည်းရောင်းဝယ်ခြင်းလုပ်ငန်းတွေအကျိုးပေးပါလိမ့်မယ်။စနေနေ့အနေနဲ့ကတော့ထီဒါဖနက်အထင်းစတဲ့ကုန်ပစ္စည်းနဲ့ပတ်သက်ပြီးအယောင်းဝယ်ကောင်းပါလိမ့်မယ်။အမြတ်ရမယ်။ လူမျိုးကြားဘာသာကြားတွေကအကျိုးပေးပါလိမ့်မယ်။တနင်္ဂနွေသတ္တမီ တနင်္လာသတ္တမီများနဲ့ဆက်တူရှယ်ယာမလုပ်သင့်ပါဘူး။အတူခရီးသွားခြင်းမကောင်းပါဘူး။လုပ်ငန်းခွင်မှာလည်းတရီထားရပါမယ်။ပညာရေးပိုင်းအနေနဲ့ကတော့ပညာရေးနဲ့ပတ်သက်ပြီးကောင်းပါတယ်။ပညာအကျိုးခံစားရမယ်။ပညာရေးမှာဆိုရင် အကြီးအကဲများဝန်ထမ်းများလစာတိုးခြင်းနဲ့အပြောင်းအရွှေ့ပေါ်မယ်။ အလုတ်ပြောင်းနေရပြောင်းရတတ်တယ်။ကောင်းတဲ့ပြောင်းခြင်းဖြစ်ပါတယ်။အခြေအနေအပိုင်းအနေနဲ့ကတော့ပြူရွယ်သူများအစိုးနဲ့အကောင်တွင်တွဲပြီးအခြေအေးကိုဖျက်တမ်းရပါလိမ့်မယ်။အခြေအေးမှာဆိုရင်မိမိဤရွယ်ထားတဲ့သူအခြေအေးဆိုခြင်းအောင်မြင်ခြင်းနဲ့မင်္ဂလာကိစ္စများပေါ်ပါလိမ့်မယ်။ချစ်သူဟောင်းရှိသူများပြန်လည်တွေ့ဆုံရပြီးအိမ်အောင်ပြုရတတ်ပါတယ်။အဆက်ဟောင်းများနဲ့ပြန်လည်ဆုံတွေ့ရခြင်းချစ်သူထံမှအမှတ်တရလက်ဆောင်ရတတ်ပါလိမ့်မယ်။ ချစ်သူအပေါ်အချစ်ကြီးတန်ရောစင်စိတ်ကြီးမားနေပါလိမ့်မယ်။ချစ်လိုက်မုန်းလိုက်နဲ့နားလေရအလွန်ခက်ပါလိမ့်မယ်။အိမ်အောင်တယ်များအနေနဲ့ကတော့ငယ်ဟောင်ចောင်းနေပဲဝေးကွာနေတဲ့သူနဲ့ပြန်ဆုံစည်းခွင့်ရပါလိမ့်မယ်။အိမ်အောင်ရှင်များပျော်ရွှင်မှုများဖြင့်တာယာတဲ့အိမ်အောင်ကြီးဖြစ်ပေါ်လာပါလိမ့်မယ်။ရဝေးဒေသမှမိမိထံကောင်းတဲ့သတင်းများကြားရပါလိမ့်မယ်။ငွေကြီးများမမျော်လင့်ပဲဝင်လာပါလိမ့်မယ်။ထီဖနက်နိုင်အထယ်လက်ဆောင်ရတတ်တဲ့မိသားစုအိမ်တွင်ပီတိမင်္ဂလာအလှူဒါန ကောင်းမှုကုသိုလ်ပြုလုပ်ရပါလိမ့်မယ်။ကျမ်းမာရဲ့အနေနဲ့ကတော့လေနာရင်ပတ်နာခြင်း၊ဗိုက်နာခြင်း၊အစာမကြေယောဂများခံစားရတတ်ပါတယ်။အသက်အရွယ်ကြီးသူများရှိပါကအကျန်းမာရေးဂရုစိုက်ရမယ်။အနာယောဂါထူပေါ်ပြီးအနာဟောင်းများပေါ်လာပါလိမ့်မယ်။အထူးသဖြင့်တော့ အသက်၄လ၄နှစ်၈နှစ် အသက်40နှစ်မှ44နှစ်ကြားအဲ့ဒီနေတွေကအကျန်းမာရေးအနှဲငယ်ညံ့ပါလိမ့်မယ်အစအစာမှတာတခြားစီကကူတာယောဂဖြစ်ပွားပါလိမ့်မယ်ကလေးငယ်များကိုလည်းအထူးဂရုစိုက်ပါသတိပြုရမယ့်အသက်ပိုင်းခြားအနေနဲ့ကတော့လေကနန်းသမားများဖြစ်တဲ့အသက်73နှစ်22နှစ်32နှစ်40နှစ်49နှစ်58နှစ်69နှစ်အဲ့ဒီနေတွေကတော့အနှဲငယ်ကံနေနေပါလိမ့်မယ် အထူးဟောကဲအနေနဲ့ကတော့ဒီလာမှာဆိုရင်တခုတတိထားရမှာကငွေအလိန်ခံရတာမျိုးရှိတတ်ပါတယ်မိမိကိုယုံကြည်အောင်ပြောပြီးလိန်လဲတာခံရတတ်တဲ့တတိရှိပါသတ္တမိများအတွက်စိတ်အပူတော့ကများဝင်လာတတ်ပါတယ်စာကျုပ်စာတမ်းများနဲ့ကြောက်မြရတနာရွှေတယ်ငွေတယ်အဖိုးတန်ပစ္စည်းများကြပြောက်တတ်ပါတယ်ဘုရဟုသတ္တမိများအနေနဲ့အသက်29နှစ်32နှစ်33နှစ်35နှစ်38နှစ်39နှစ်42နှစ်43နှစ်45နှစ် အဲ့ဒီနှစ်တွေကအလူကြီးကြောင်းကြီးတစောင်းကြီးများကိုစောက်လို့လူတန်းရတတ်ပါတယ်ဗုဒ္ဓဟူသတ္တမိမြအနေနဲ့မေလ3ရက်နေ့ညနေ9:53မိနစ်ကိုခရီးသွားရှောင်ကျင်းတင်ပါမေလ18ရက်နေ့နနက်9:00မိနစ်မတိုင်မီခရီးသွားကောင်းပါလိမ့်မယ်မေလ24ရက်နေ့တနေ့လုံးခရီးသွားလို့ကောင်းပါတယ် မေလာ31ရက်နေ့နနက်9:22မိနစ်အချိန်တွင် ခရီးသွားရှောင်ကျင်ပါခရီးသွားခြင်းနဲ့လုပ်ငန်းကိစ္စအဆင်ပြေစေရန်အတွက်တောင်းရက်ကိုမျက်နှာမူပြီးကြေပလာဖြင့်တောက်တော်ရီတစ်ခွက်ဖျားစီကတ်လှူပူဇော်ပေးပါ အကျိုးမပေးသောအရက်အနေနဲ့ကတော့အမြောက်ရဖြစ်ပါတယ်အကျိုးပေးသောကဏ္ဍအနေနဲ့ကတော့6ကဏ္ဍ4ကဏ္ဍ5ကဏ္ဍ6ကဏ္ဍတို့ဖြစ်ပါတယ်အကျိုးပေးသောအရက်အနေနဲ့ကတော့တောင်းရက်ဖြစ်ပါတယ်အိမ်တက်အိမ်ပြောင်းစေကံဖွင့်စိုင်းသစ်ဖွင့်အလုံးသစ်လျှောက်ခြင်း ကြောင်ညာဆိုင်ပုံတည်ခြင်းခရီးသွားခြင်းကောင်းပါလိမ့်မယ်။ကံကောင်းစေသောအရာအနေနဲ့ကတော့ဖက်ဖူးရောင်၊နိုးနေရောင်၊လိမ္မော်ရောင်၊မိကိုးရောင် မယမ်းရောင်တို့ဖြစ်ပါတယ်။ကံကောင်းမှုတွေရောက်လာစေရန်ရေဒီယာအနေနဲ့ကတော့နက်နက်9နာရီ2မိနစ်အချိန်တွင်အိမ်ဖျားမှာတဲညွန့်တနခါညွန့်သုံးညွန့်စီပေါင်းပြီးပေါက်ပေါက်တဆုပ်တံပြာဖြိုရည်ဖြင့်စွန်းတော်ကတ်လှူပေးပါ။မင်္ဂလာတုတ်ကာထာတော်ကိုရွေးဆိုပေးပါ။မိမိလိုရာစုကိုလည်းတောင်းပါ။ဟုတ်ကဲ့ပါရှင်။အခုတင်ဆက်ပေးခဲ့တာကတော့ဗုဒ္ဓဟူးသတ္တမိများအတွက်2025ခုနှစ်မေလတလဆာအထူးဟောဇရံပဲဖြစ်ပါတယ်ရှင်။ ဗုဒ္ဓဟူသာသမီများအားလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်။အလောက်ကံအခွင့်လန်းနေလဲစတဲ့တဘူတိုးတက်အောင်မြင်ကြပါစေရှင်။